ရီမေနိုင်ငံမှာဧပြီလအတွင်းကဟူသီတပုံတွေထိန်းချုပ်ထားတဲ့အကျဉ်းထောင်ကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုစစ်ရာဇဝဲမှုဖြင့်စုံစမ်းစစ်ဆေးတင်ကြောင်းတက်ကြွလှုပ်ရှားသူတွေကပြောကြားခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။ရီမေနိုင်ငံစက်တာဘီနယ်မှာဧပြီ28ကဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုကြောင့်အကျဉ်းထောင်တွင်ထိမ့်သိမ်းခံထားရတဲ့အာဖရိကရွှေပြောင်းနေထိုင်သူ60ခန့်သေဆုံးခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုစုံစမ်းစစ်ဆေးဖို့နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ AI ကတိုက်တွန်းခဲ့ပါတယ်။ Israel ဟာမတ်စစ်ပွဲဖြစ်ပွားနေချိန်တွင် တွင်ပင်လယ်နီမှာဖြတ်တန်းသွားလာနေတဲ့သင်္ဘောတွေကိုပိတ်မတ်ထားနေတယ်။ဟူဒီတဘုံတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ညွန်ကြားချက်နဲ့လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်ပြုလုပ်နေချိန်မှာဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်ဗဟိုစစ်ဌာနချုပ်ကတော့ဒီကျင်းတော်ကိုတိုက်ခိုက်မှုအတွက်ဘလို့ရှင်းလင်းချက်မှထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။ဟူဒီတဘုံတွေကိုပိတ်မတ်ထားတိုက်ခိုက်နေတဲ့ဆော်ရီဥဆောင်တဲ့ညွန်ပေါင်းတပ်ဖွဲ့ကလည်းအရင်ကဒီကျင်းတော်ကိုတိုက်ခိုက်ခဲ့မှုပါတယ်။ Operation Road Rider စစ်စင်ရဲ့ခံမှန်းသုံးသက်ချက်ရလဒ်တွေကိုမကြခင်ထုတ်ပြန်မှုလှုပ်ဆောင်နေပြီးထိခိုက်နှင်နာခဲ့ရတဲ့အရက်သားတွေရဲ့တဲ့နေအားလုံးကိုရယူနေပါတယ်လို့ American ဘူစစ်ဌာနချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဂျေတက်ဘူကြီး Tim Hawking ကပြောကြားခဲ့ပါတယ်ဒီတက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ကိုဒီဖွဲ့ဟာအမေရိကန်စစ်တပ်အုံပြုခဲ့တယ်။အလေးချိန်ပေါင်150ရှိတဲ့ GBU 39ဘုံးတွေရဲ့ပိုင်းစားတွေကိုပြသခဲ့တယ်လို့နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ကပြောကြားခဲ့ပါတယ်။နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ကအင်တာဗျူးခဲ့တယ်။ ်။အသက်ရှင်ကျန်တဲ့အီသီယိုးပီးယားရွှေပြောင်းတွေကတော့တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းအတွင်အကျဉ်းနာအဆောက်အအုံတွေမှာဟူဒီတိုက်ခိုက်သမားတွေကိုမတွေ့ရဘူးလို့ပြောကြားခဲ့ပါတယ်။နိုင်ငံတကာဥပဒေအရဆေးရုံတွေအကျဉ်းနာတွေကိုတိုက်ခိုက်ရေးအစီအစဉ်တွေအတွက်အသုံးပြုခြင်းဒဏ်နဲ့ခဲယဉ်တွေတူလောင်ခြင်းတို့အတွက်အသုံးပြုခြင်းမရှိဘူးဆိုရင်ဒီအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းကိုတားမြစ်ထားပါတယ်။